င်းမို့တောင်းဘယ်နှမလဲလို့ဆိုတော့ဘုန်းကြီးတို့လည်းရှားကြည့်တယ်ဘယ်နှမမသိဘူးအခုတော့နည်းနည်းတော့စဉ်းစားလို့ရတာသူစဉ်းစားလို့ရတော့ဆိုတဲလွန်စားလေးတစ်ခုတွေ့ဒီ earth planet ကဘာဂျိုကြီးဟာကဘာဂျိုကြီးရဲ့အခုခေတ်အခေါ်နဲ့ပြောမယ်ဆိုရင်မြောက်ဝေယုဇဉ်ထိတ်မြောက်ဝေယုဇုံနဲ့တောင်းရင်ဝေယုဇုံအဲ့ဒီမြောက်ဝေယုဇုံဟာဒီမို့တောင်းထိတ်ဖြစ်နိုင်ပေါ့ဘာဖြစ်လို့လဲဆိုရင်စာပေထဲမှာ နတ်ပြည်တာဝရိန္ဒာနတ်ပြည်ကမြစ်မုတ်တောင်ထိပ်မှာရှိတယ်တဲ့အတုရနတ်ပြည်ကမြစ်မုတ်တောင်ရဲ့အောက်ခြေမှာရှိတယ်တဲ့အဲမြစ်မုတ်တောင်ရဲ့အောက်ခြေက ရေပြင်ထဲမှာမြုပ်နေတယ်ဆိုတော့ကဘာကြီးကြည့်လေဖလုတ်တင်းဖြစ်နေတာရေပြင်တွေကလွှမ်းတာကဘာလုံးကြီးကိုတခြားကြည့်ရေပြင်တွေလွှမ်းနေတာအဲ့ဒီအောက်ခြေမှာရေအောက်မှာအတုရနတ်ပြည်ရှိတယ်တဲ့အဲ့ဒီရေပြင်နဲ့တပြေးညီတဲ့မြစ်မုတ်တောင်ခါးပန်းမှာ လူပြည်ရှိတယ်လို့ဆိုတော့ ကိုနေတာကမြင်းမတောင်ရဲ့ခပန်းမှနေပြီးတော့ရောင်းမခါထိုးရှားနေတယ်လို့မဖြစ်ပေဘူးလားเนาะတိတ်ကြီးလွန်အကြီးတော့မမြင်နိုင်ဘူးလို့ဆိုလို့တိတ်ဝေးလွန်တယ်တိတ်ကြီးလွန်တယ်အလွန်ကြီးမားတဲ့နေရာကြီးမှာနေเนาะဒီပြရမပြောနဲ့ဒီတေးသေးလေးဖြစ်တဲ့စင်ကာပူမြို့တော်မှာပဲเนาะကားစီးရတာတော်တော်ကြားလာကိုဆုံးမြင်ဖို့တော်တော်ခက်တယ် ဲ့တော့မြင်းမို့တောင်ကြီးရဲ့ခါးပန်းနေတဲ့ပုဂ္ဂိုလ်ကမြင်းမို့တောင်ထိပ်ကိုဘယ်လိုလုပ်မြင်နိုင်မှာတော့ဝေးကြီးအဲ့တော့မြင်းမို့တောင်ဆိုတာအကျမ်းပြန်အဖြစ်တော့အဲ့ဒီစာပေရဲ့အဆိုအရလူပုံဟာမြင်းမို့တောင်ရဲ့ခါးပန်းမှာရှိတယ်လို့ဆိုတော့မြင်းမို့တောင်ထိပ်ဒီမြောက်ဝင်ရုံစွန်ထိပ်ဖြစ်မယ်ဘာဖြစ်လို့တော့ဆိုဒီ earth planet ကြီးကကမ္ဘာလုံးကြီးကလေတုထဲမှာနေတာရသော်ဗျာဟောတဲ့တရားတော်အရာကြည့်မယ်ဆိုရင်လေကမ္ဘာကြီးကဂြိုလ်ကြီးတစ်ခုပဲလေ အဲဒီစัจ java လာတွေအကြောင်းမြတ်စွာဘုရားဟောထားတဲ့သုတ်တန်တွေရှိတယ် Buddhist cosmology ပေါ့အဲ့ဒါ සුලනික လောကဓာတုသုတ်ကိုခေါ်တယ်အနန္တစัจ java လာအယူဆသိပ္ပံပညာကခရေကြီးလက်ခံနေတယ်ပေါ့